မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့မေယူအန်ချော်တဲ့ပြဿနာအကြောင်းလေးကိုပြောပြပေးပါမယ် ကျွန်တော်တို့ဈေးကန်းဒီမှာတစ်ခါတလေလာတတ်တယ်ပေါ့နော်။ပါဆက်ပြန်ပိတ်လို့မရတာတို့အဲဒါမျိုးတွေနဲ့လာတတ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကမေယိုအန်ချော်တယ်ဆိုတာဘယ်လိုမျိုးလဲဘယ်လိုဒီချော်ကြတာလဲပေါ့နော်။တကယ်တော့ကျွန်တော်တို့ရဲ့ဒီဒီဟိုဥကောင်းခွန်ပေါ့။ဥကောင်းခွန်ရဲ့အောက်ခြေမှာကျွန်တော်တို့က Green White Forsa ဆိုတဲ့ဂျိုက်ကလေးရှိတယ်။ပြီးရင်ကျွန်တော်တို့ရဲ့ဒီဒီဂျိုက်နဲ့ကျွန်တော်တို့ရဲ့မေယိုမှာရှိတယ် ကွန်တိုင်းလို့ခေါ်တယ်ဒီကျွန်တော်တို့ဟိုအယိုးလုံးလေးပေါ့နော်အဲ့နှစ်ခုကကျွန်တော်တို့ဒီမေးရိုးရဲ့အနောက်မှာဒီလိုချိတ်ဆက်နေရတာပုံမှန်ပေါ့ဒါပုံမှန်ကျွန်တော် grid right force အကြိုက်ဂျိုက်နေရမှာကျွန်တော်တို့ဒီကွန်တိုင်းလို့ခေါ်တယ်မေးရိုးရဲ့အောက်ကမေးရိုးရဲ့ဒီကွန်တိုင်းလို့ခေါ်တယ်အယိုးလုံးလေးကလာပြီးချိတ်နေရတယ်ဒါမှကျွန်တော်တို့ကပါဇက်အပိတ်အဖွင့်လုပ်တဲ့အချိန်ကျရင်ဒီလိုပုံမှန်ကစားလို့ရအောင်ပေါ့နော် ဒါကတော့ကျွန်တော်တို့ကဒါပုံမှန် normal မှာရှိတဲ့ပုံပေါ့အဲ့တော့ဒီမေယိုအန်ချော်တယ်ဆိုတာကျွန်တော်တို့ကဒီ glee night forsa ကိုကြော်ထွက်သွားပြီးတော့ဒီမေယိုရဲ့ဒီ contain လို့ခေါ်တဲ့ဒီအယိုးပူလေးကကျွန်ထွက်သွားတာဒါဆိုပယ်စကြီးကပွင့်သွားမှာပေါ့အဲ့အဲ့လာကိုကျွန်တော်တို့ကဒီလိုပွင့်နေတဲ့အနေထားပြန်ထည့်လို့မရတာကိုကျွန်တော်တို့ကမေယိုအန်ချော်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့မေယိုအန်ချော်တာဖြစ်တဲ့အကြောင်းရင်းပေါ့အကြောင်းရင်းနေအကြောင်းရင်းကတော့ ဟိုတချို့ကျွန်တော်တို့အကျယ်ကြီးဟပြီးတန်းတာဗဇက်ဟပြီးရောအကျယ်ကြီးတန်းတဲ့လူတွေအကျယ်ကြီးဗဇက်အကျယ်ကြီးဟပြီးတန်းတဲ့လူတွေမှာအဲ့လိုမျိုးဖြစ်တတ်တယ်တချို့ကြတော့ကျွန်တော်တို့ရည်ရဲ့အချိန်အားရပါရရည်ရဲ့အချိန်မှာဗဇက်အဲ့လိုမျိုးပြန်ပိတ်လို့မရတာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတချို့ကြတော့ accident ကြောင့်ပေါ့တခုခုထိခိုက်သွားပြီးရင်ဒါမျိုးတွေမှာလည်းဖြစ်နိုင်တယ်တချို့ကြတော့ ကျွန်တော်တို့ထမင်းစားရင်နဲ့အစားအသောက်စားရင်နဲ့ဟိုမှာထမင်းအလုတ်ကြီးထမင်းကိုအများကြီးကျွန်တော်တို့ပါဇက်အကျယ်ကြီးခပြီးအားရပါရစားတဲ့လူနာတွေမှာလည်းတွေ့ရတတ်တယ်ဒါကကျွန်တော်တို့မေးယိုးအန်ချော်ရတဲ့အကြောင်းအရင်းပေါ့နော်အကြောင်းရင်းကတော့ဒါပဲသူရဲ့ထုံးစံကအဲ့တော့ကျွန်တော်တို့ကဒီလက္ခဏာတွေနဲ့လာပြီဆိုရင်ကျွန်တော်ပါဇက်ပြန်ပိတ်လို့မရတော့ဘူး ပြီးတော့တချို့ alignment နည်းနည်းဆောင်းွားတယ်မျက်နှာရဲ့ alignment နည်းနည်းဆောင်းွားတယ်တချို့ကြတော့ကျွန်တော်တို့စကားစကားပြောရင်ဗဇက်ကကျွန်တော်တို့ပိတ်လို့မရတော့တာဖြစ်တယ်စကားပြောရင်အတန်မမီအတန်မပီတော့ဘူးပြီးတော့စကားပြောလို့မရတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီချော်ွားတဲ့အတွက်မေယိုအန်ချော်ွားတဲ့အတွက်ဒီမေယို joint နေရာတွေနာတာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကမေယို န်ချော်တာကိုကျွန်တော်တို့ဖြစ်ပြီဆိုရင်တွေ့ရတဲ့ဒါလက္ခဏာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလာပြီကျွန်တော်တို့ဒီစေကန်းတွေကိုလာပြီဆိုရင် ကျွန်တော်တို့ကဘလို့ကူရလဲပေါ့နော်ဘလို့ကူရလဲဆိုတော့ကျွန်တော်တို့က manual redemption လို့ခေါ်တယ်ကျွန်တော်တို့ဒီအန်သွာဒုတိယအန်သွာကြီးကိုကျွန်တော်တို့ဒီလက်မကျွန်တော်တို့လမ်းမနဲ့ကျွန်တော်တို့ကဖိလိုက်မယ်ဖိလိုက်ပြီးတတားလေးနောက်ကိုဆွဲထည့်လိုက်ရင် ဒါဒီအန်ချော်တဲ့အန်ချော်တဲ့နေရာကသူ့ရဲ့ normal နေရာကိုပြန်ရောက်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကစေခဲမှာလုပ်တဲ့နှီးပေါ့နော်အဲ့တော့အဲ့လိုဖြစ်လာရင်ကျွန်တော်ဒီလိုမျိုးအန်ချော်တဲ့ပြဿနာတွေဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲဆိုတော့အမြန်ဆုံးကတော့ကျွန်တော်တို့နှီးဆက်စေခဲမှာသွားလို့ရတယ်စေခဲနေသွားလို့ရတယ်ကျွန်တော်သွားစီကန်းသွားလို့ရတယ်စေယုံကြီးတွေမှာလည်းရှိတယ်လှုပ်ပေးတယ်အဲ့လိုဆိုတော့ဒါအရေးပေါ်ဖြစ်ခဲ့ရင်ဒီနေရာတွေကျွန်တော်တို့သွားလို့ရတယ်စေယုံစီကန်း ျွန်တော်သွားစည်းကမ်းတွေကိုသွားပြီးတော့ဒီဟာ manual redaction လုပ်လို့ရတယ်ဒါကကျွန်တော်တို့ကဒီအရေးပေါ်ဖြစ်ခဲ့ရင်ပေါ့နော်အဲ့တော့ဒါအရေးပေါ်ဖြစ်ခဲ့ရင်ဒါလုပ်တဲ့နီးလန်းပေါ့အဲ့တော့ကျွန်တော်တခုပြောချင်တာကကျွန်တော်တို့ဒီမှာဒီအဲ့ဒီမေယူအန်ချော်တာမှာလေကျွန်တော်တို့ကပုံစံ၃မျိုးရှိတယ်ပုံစံ၃မျိုးရှိတယ်ပထမတစ်မျိုးကတော့ acute dislocation လို့ခေါ်တယ်ကဲအခုဖြစ်အခုစေုံစေကန်းသွား အမြန်ပြန်ထည့်လိုက်ရင် manual redirection နဲ့ပြန်ထည့်လိုက်ရင်ကျွန်တော်တို့ကဒါပုံမှန်ပြန်ဖြစ်သွားတယ်ဒါကို acute dislocation လို့ခေါ်တယ်နောက်တစ်ခုကကျွန်တော်တို့ chronic recurrent dislocation လို့ခေါ်တယ်တချို့ကြတော့ဖြစ်တယ်ပြန်ထည့်တယ်အဲခဏခဏပြန်ပြန်ဖြစ်တယ် recurrent ဆိုတော့ပြန်ပြန်ဖြစ်တယ်ဒါပေမဲ့တချို့တူရသူတော့ပြန်ထည့်တတ်နေပြီမျိုးအဲဒီလိုလူနာလည်းရှိတယ်ဒီလိုလူတွေလည်းရှိတယ်ဒါ chronic recurrent dislocation လို့ခေါ်တယ်အဲ့ဒီကနေကျွန်တော်တို့က chronic persistent dislocation ဆိုပြီးထက်ရှိတယ်။ဒါကြတော့ကျွန်တော်တို့ကတချို့အဲ့လိုမေးရိုးအန်ချော်တာကိုဘာမှမကူပဲဒီတိုင်းထားတယ်။ဒါဆိုရင်ကျွန်တော်တို့ကအစားလဲစားလို့ပြေရှားမရတော့ဘူး။နောက်တစ်ချက်ကအရန်ကြာလာရင်တော့ကျွန်တော်တို့ကဒီဒီ train တွေပျက်စီးတာမျိုးတွေဖြစ်နိုင်တယ်။ဒါကတော့ကျွန်တော်သူ့ရဲ့ဖြစ်တဲ့မေးရိုးအန်ချော်တဲ့ပုံစံ၃မျိုးပေါ့နော်။အဲ့တော့ကျွန်တော်ခုနကပြောလို့ ဟိုအရေးပေါ်ဖြစ်ရင်တော့ကျွန်တော်တို့စေးုံစေးခန်းကိုအမြန်တွားပြီးတော့ဒီ manual redaction တေချာလောက်လိုက်ရင်ရမယ် manual redaction ဆိုကျွန်တော်ဆရာဝင်ကနေပြီးတော့ထည့်တာပေါ့နော်တချို့ဆိုကျွမ်းလို့ကိုယ့်အကူတော့ထည့်တတ်နေပြီဒါလည်းရတာပဲဒါပေမဲ့အမှားတတိထားမှာထည့်လို့မရရင်ဒီ mail အန်ချော်တာကို ပြန်ထည့်လို့မရရင်အသေးရအောင်ပြန်မထည့်ပါနဲ့အခက်မသိရင်ကျွန်တော်တို့မီယူကျူးတာတွေနာသွားတာမျိုးတွေဖြစ်တတ်တယ်။ကဲတကယ်တော့ ကုတာကဲလို့ကမကုပြစ်ဘူးမကုပြစ်ပဲနဲ့ဒီဖြစ်တာဒီလိုဒီလိုမေယိုအန်ချော်တာဖြစ်တာကြာတဲ့လူနာမျိုးတွေဆိုရင်ကျွန်တော်တို့တခါတလေမာဆယ်ရလက်ဆန်လို့ခေါ်တယ်ဒီကြက်သားပြော့ပြောင်းတဲ့ဖေးမျိုးတွေတုံးရတာမျိုးရှိတယ်စီတစ်တဲ့အိတ်ဖေးတွေတုံးရတာမျိုးရှိတတ်တယ်တခါတလေအရန်ကြာသွားရင်ခွဲစိတ်ရတာမျိုးတိဖြစ်နိုင်တယ်အန်သေးွားတဲ့အတော့ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီကုသဏီတွေပေါ့ ဲ့တော့ကျွန်တော်တို့ကဘလူကာကွယ်ကြမလဲဘလူကာကွယ်ကြမလဲဘလူကာကွယ်ကြမလဲရှင်းရှင်းလေးပဲကျွန်တော်တို့ကဒီမေယိုအန်ချော်ပြီးထပ်မဖြစ်အောင်ဘလူကာကွယ်ကြမလဲဘလူကာကွယ်ကြမလဲဆိုတော့ကျွန်တော်တို့ကရှင်းရှင်းလေးကကျွန်တော်တို့ဒီတန်းရင်ကျွန်တော်တို့တချို့ကြတော့ဒီလိုထိန်းလိုက်တယ်ထိန်းပြီးတန်းတာရှိရတချို့ကြတော့နည်းနည်းလေးတတိထားပြီးဗစက်အကျယ်ကြီးမဟာပဲတန်းတာမျိုးလုံးလို့ရတယ်ဒါကတော့ကျွန်တော်တို့ကတန်းရင်ပုံမှန်ဆိုရင်တော့ကျွန်တော်လူနာတွေကိုမာတာတန်းရင်ကျွန်တော်တို့က ဒီလက်မလေးနဲ့ကျွန်တော်တို့ရဲ့ဒီမေးစီဒီမေးမေးရိုးဒီအရှိလေးပေါ့နော်မေးစီလေးကိုထိမ့်ပြီးတော့တန်းပေးရင်ပိုအဆင်ပြေတယ်ဒါကမဖြစ်အောင်ပေါ့ထပ်မဖြစ်အောင်ပေါ့နော်ပြီးတော့ရည်ရင်တရိထားမယ်ပြီးတော့ထမင်းကျွန်တော်တို့အလုတ်ကြီးမစားသင့်ဘူးစားရင်ပုံမှန်ဆိုထမင်းဇွန်အလက်လောက်နဲ့ပဲကျွန်တော်တို့ထမင်းကိုအပြည့်မထည့်ပဲအရန်မဟာရအောင်လို့ကျွန်တော်ထမင်းကိုအပြည့်မထည့်ပဲပုံမှန်အနေထားလောက်ပဲကျွန်တော်တို့စားပြီးမယ် မင်းအလုတ်ကြီးလုံးဝမစားပါနဲ့ပြီးတော့မလာကာသီးတို့ပန်းသီးတို့ကိုစိတ်ပြီးမှစားပေးပါအလုံးလိုက်မကြိုက်ပါနဲ့ဒါအန်ချော်တက်တယ်ပေါ့နော်မေယိုအန်ချော်တက်တယ်အဲ့လိုမျိုးလုပ်ရင်ဒါကတော့ကျွန်တော်တို့ကဖြစ်ပြီးသားလူတွေမဖြစ်အောင်ကာကွယ်တဲ့နီလန်ပေါ့နော်အဲ့တော့ဒီမေယိုအန်ချော်တဲ့ပြဿနာကအဲကျွန်တော်စေခန်းနေမှာလဲတွေ့ရတယ်အဲကျွန်တော်တို့တစ်ခါလေထဲလို့ရတာရှိတယ်တစ်ခါတလေတော်တော်ကြီးအန်ချော်တာ ဟိုဟိုအရင်ဟိုကြာွားတဲ့လူတို့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဆေးရုံကိုပြန်ညွှန်းရတာမျိုးလုပ်ရတတ်တယ်။အဲ့တော့အခုမေယိုအန်ချော်ချင်းပြဿနာပေါ့နော်ဒီအကြောင်းအရာလေးကနေပြီးတော့ကြည့်နေတဲ့မိတ်ဆွေတို့အကျိုးကျေးဇူးတစုံတရာရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အကျိုးကျေးဇူးတစုံတရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အောက်မှာ yes လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာ။ကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။